ကျွန်တော်ရဲ့ Queen Entertainment YouTube Channel ကိုစောင့်မျှော်အားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုသိပ္ပံပညာရှင်တွေတတိပေးနေတဲ့လူသားတွေကြုံတွေ့လာရမယ်ကံကြမ္မာဆိုးကြီးတွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဗျကဘာကြီးပြည့်စည်လာတာနဲ့အညာ ရာသီဥတုပြောင်းလဲမှုတွေဇက်တိုက်ဖြစ်နေတာကိုမိတ်ဆွေတို့အနေနဲ့သိရှိပြီးသားပဲဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေနဲ့အတူလူသားတွေကြုံတွေ့လာရမယ့်ကံကြမ္မာဆိုးကြီးတွေကိုသိပ္ပံပညာရှင်တွေကဘာတွေတတိပေးထားတယ်လဲဆိုတာကိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုရင်းဝေဖန်အကြံပေးကြပါအောင်ခင်ဗျာ။သိပ္ပံပညာရှင်တွေကအရင်နောက်ကြမသွားခင်လူတွေဒါကိုတတိထားသိနေလို့ဆိုပါတယ်။ သိပ္ပံပညာရှင်ဆိုတာကတော့လူတော်တွေဖြစ်ပြီးတော့သူတို့ပြောတဲ့အကြောင်းအရာကိုတေချာသိတဲ့အတွက်ဒီကိစ္စဟာတကယ်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကိုသိထားသင့်ပါတယ်သိပ္ပံပညာရှင်အဖွဲ့အစည်းတွေကလူသားတွေအနာဂတ်မှာရင်ဆိုင်လာရမယ့်အန္တရာယ်တွေအကြောင်းကိုစာရန်ထုတ်ပြန်ခဲ့ပါတယ်ဒီစာရန်ဟာ1992ခုနှစ်မှာသိပ္ပံပညာရှင်ပေါင်း1900ကစတင်ပြီးရေးသားခဲ့တာပဲဖြစ်ပါတယ် ယခုခေတ်မှာကျွန်တော်တို့ရင်ဆိုင်နေရတဲ့တဘာဝပတ်ဝန်းကျင် ပြဿနာတွေဟာရော့ကြမသွားပဲပိုပြီးတိုးရတိုးရလာပါတယ်။အိုဆုံးကပေါက်တာရဲ့အခြားအန္တရာယ်များတဲ့ကိစ္စတွေဟာအနာဂတ်မှာပိုဆိုးလာနိုင်ပါတယ်ဗျ။သိပ္ပံပညာရှင်တွေရဲ့စာတမ်းမှာလွန်ခဲ့တဲ့25နှစ်အတွင်းဖြစ်လာတဲ့အကြောင်းအရာကိုလည်းဖော်ပြထားပါတယ်။အဲ့ဒါတွေကတော့နံပါတ်1အနေနဲ့ကမ္ဘာအိုဆုံးကပျက်စီးလာတာကြောင့် တကဘာလုံးရှိ ရေချိုး25ရာခိုင်နှုန်းရော့ကျလာမှာပဲဖြစ်ပါတယ်။နမနေအိုဆုံးလာပျက်စီးမှုကြောင့်တောမီလာမှုနဲ့အပင်တွေကပြေးွားတဲ့ရေထဲမရရှိတာကြောင့်အောက်ဆီဂျင်ပြတ်လပ်ပြီးလေတို့ညင်ညမ်းနေတဲ့သက်ရှိတွေ မရှင်သန်နိုင်တဲ့ဓာတ်ဆောင်တွေဟာ85ရာခိုင်နှုန်းပိုတိုးလာနိုင်ပါတယ်။ လူသားတွေရဲ့မစင်မကျင်တစ်ထုတ်လုံးမှုကြောင့်တစ်တော့ပြောင်းတည်မှုဧကတန်းတောင်းရာရှိလာနိုင်ပါတယ်နံပါတ်၄ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကစက်ယုံတွေနဲ့မော်တော်ကားတွေက ထွက်တဲ့ကာဗွန်ထုတ်လွှတ်မှုပိုများလာပြီးကမ္ဘာအပူချိန်တိတိသားသားတိုးလာမှာပဲဖြစ်ပါတယ် နံပါတ်5နီးပညာတွေတဖြည်းဖြည်းတိုးတက်လာတာနဲ့မြ။ကမ္ဘာလူကြီး35ရာခိုင်နှုန်းမြင့်တက်လာနိုင်ပါတယ်။နံပါတ်6ရေရှားပါမှုနဲ့အပင်တွေပြောင်းတိမှုတွေကြောင့်နုတိုက်သရဝါတွေသွားသွားကောင်းတွေကုန်းတွေရင်းနေသရဝါတွေနဲ့ငှက်တွေငါးတွေက25ရာခိုင်နှုန်းလောက်ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေမီဒီယာတွေနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအဖွဲ့တွေကလည်းပြည်ထနာကိုဖြည့်ရှင်းနိုင်လောက်အောင်မတတ်နိုင်ကြသေးပါဘူးဗျကျွန်တော်တို့ဒီအခြေအနေတွေကနေလွတ်မြောက်အောင်လို့ကျွန်တော်တို့ကိုယ်တိုင်ပဲလှုပ်ဆောင်ရမှာပဲဖြစ်ပါတယ်သူတို့စာထဲမှာရေးသားထားတာကတော့သိပ္ပံကြခင်အချိန်တွေမှာဒီအခြေအနေတွေကိုပြုပြင်ဖို့အရန်နောက်ကျသွားတဲ့အချိန်တခုရောက်လာပါလိမ့်မယ် ကျွန်တော်တို့နေထိုင်တဲ့ဒီကဘာကြီးဆက်လက်ရှင်သန်အောင်လို့ကျွန်တော်တို့ယနေ့ကစပြီးလှုပ်ဆောင်သွားမှာဖြစ်ပါလိမ့်မယ်။ဒါဟာသိပ္ပံပညာရှင်အဖွဲ့အစည်းကလူသားတွေအတွက်ဒုတိယအကြိမ်တတိပေးတာပဲဖြစ်ပါတယ်။ဒီတတိပေးချက်ထုတ်ပြန်လိုက်တဲ့သူတွေဟာမဟုတ်မမှန်ပြောဆိုနေတာတော့မဟုတ်ပါဘူး။သူတို့ဟာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုသေချာသိတဲ့သိပ္ပံပညာရှင်တွေပဲဖြစ်ပါတယ်ဗျ။သိပ္ပံနဲ့ဤပညာကြားနယ်တခုမှာ အော်ရီဂွန်တက္ကသိုလ်သိပ္ပံဌာနရဲ့ပရော်ဖက်ဆာဝီလျံရဘဲကတော့အခုလိုပဲပြောကြားခဲ့ပါတယ်။လူသားတွေကိုဒုတိယအကြိမ်တတိပေးလိုက်ပါပြီ။ကျွန်တော်တို့အနာဂတ်မှာတဘာဝပတ်ဝန်းကျင်အခြေအနေနဲ့တယံဇာတာတွေဟာတိုးပွားလာတဲ့လူကြီးအတွက်အဆင်ပြေမှာမဟုတ်တော့ပါဘူး။လူကြီးတိုးပွားမှုထိမ့်သိမ်းတာကလည်းမအောင်မြင်တဲ့အပြင်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကြာဆုံးမှုတွေဖန်လုံရင်အာနိသင်စွမ်းအင်တယံဇာတာယောနေလာမှု ဇီဝစနစ်ပြန်စည်းလာမှု ပြီးတော့ဂျိုသားတွေရဲ့ကျူးကျော်မှုအန္တရာယ်တွေကလည်းရှိလာနိုင်ပါသေးတယ်။ဒီတော့လူသားတွေအနေနဲ့ဒါကိုကာကွယ်နိုင်မှုအတွက်ပထမဆုံးခြေလမ်းကို စာလန်းတင်နေပါပြီလို့ဆိုထားပါဗျ။ဒီစာတန်းကိုတော့ကဘာနန့်ကိုပြန့်နှံ့စေပြီးတော့ကဘာတဝန်းကလူတွေပတ်ဝန်းကျင်နဲ့ရာသီဥတုထိမ့်သိမ့်ဖို့ပူပေါင်းလှုံ့ဆောင်ကြဖို့မျှော်လင့်ပါတယ်လို့ ပရိုဖက်ဆာရီပဲကနေပြီးတော့ပြောကြားခဲ့ပါတယ်ဗျဒီစာတန်းကိုတော့သိပ္ပံပညာရှင်ပေါင်း15000ကလက်ခံထားပြီလူသားတွေအနေနဲ့အရင်နောက်ကြမသွားခင်ဓာရီကိုတတိထားဖို့လိုတယ်လို့ဆိုထားပါတယ်ဗျဒီစာတန်းကတော့ကျွန်တော်တို့အနေနဲ့လွန်ခဲ့တဲ့25နှစ်အတွင်းဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအခြေခံပြီးနှောင်လာမယ့်အနာဂတ်မှာ ဖြစ်ပျက်လာနိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့သိပ္ပံပညာရှင်တွေတတိပေးနေတယ်။လူသားတွေကြုံတွေ့လာရမယ့်ကံကြမ္မာဆိုးကြီးတွေအကြောင်းပဲဖြစ်ပါတယ်။မဲဆွေတို့အနေနဲ့ဘဝတုဒ္ဒရရမယ်လို့မျှော်လင့်မိပါတယ်ဗျ။နောက်ရက်တွေမှာလည်း ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမှာ။ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။